ကိုကလည်းဓာတ်တစ်ချောင်းမှ900ရရတာဟုတ်တွေးတဲ့လူကလည်းတွေးပြောတယ်တနေ့ကို16 9ချောင်းချောင်း20ကျူးတွေးရတယ်အဲ့တော့အဘကတော့ကိုဒီကိုကလည်းကိုခုကိုကလည်းယုံကန်ရှာတာပေါ့ဒီလိုပဲယုံကန်ရတယ်ပဲအရှင်ကနေလာကလာတော့မပြေဘူးပေါ့ပြည့်ရဲ့ဒါပေမဲ့ကိုရတာလေးနဲ့ပဲမျက်တာစားတော့လေအဆင်ပြေသွားတာပေါ့မင်းတို့ငါ့ကိုမခိုင်းမဲမနေနဲ့မင်းတို့ငါ့ကိုခိုင်းတာကငါထမင်းစားဖို့ရတယ် ငါမျိုးကြီးကြီးကြီးတူတချို့ကြတော့ကြီးကြီးလို့မခိုင်းရဘူးကြောရပါစံ9000ကျော်ငွေတော့နဲ့ကျွန်တော်သားတယ်မင်္ဂလာပါမင်္ဂလာပါနာမည်လေးမိတ်ဆက်ပေးပါ နာမည်ဥစိန်ထောဥစိန်ထောအတက်ကရောဘယ်လောက်လရှိပါ62နှစ်ဟုတ်ကဲ့62နှစ်ဆိုတော့အဘဒါဓာသူဓာသူရဲ့အလုပ်လုပ်ခဲ့မှာပေါ့နော်အဘပေါ့နော်အရှိမဘာကြီးလုပ်ခဲ့လဲပေါ့နော်အဲ့ဒါရှိမှာလုပ်ခဲ့တာကတော့လက်စမားအလုပ်လုပ်တယ်လက်စမားအလုပ်ကိုပထမတော့လက်စမားအကျန်းတယ်ဒီပေါ့အဆောက်အဦတွေအဆောက်အဦပြီးတော့ကကြတော့အချောတယ်ဟိုလည်းဟိုလည်းပေါ့ပရိဘောကပရိဘောကလုပ်တယ်နောက်ပရိဘောကမှဟို အချောအလှအလှပြင်းတဲ့ဟိုလေးနေပါလေပေါ်လစ်တင်တာအဲ့ဒါလုပ်တယ်အဲ့ဒါနဲ့ပြီးတော့နောက်ပိုင်းကျတော့ဟိုဟာဟိုကိုဗစ်ဖြစ်သွားသေးရောကိုဗစ်ဖြစ်တော့အဲ့ဒီအလုပ်တွေမလုပ်နိုင်တော့ဘူးဒါကြတော့ဟိုလေးဖြစ်ပြီးတော့အဆောက်အဦတွေတချို့ပြက်ပေါ်အဲ့လိုဖြစ်တော့အဲ့ဒါနဲ့ နားနေရတာပေါ့ဘောကလည်းအထည့်ရရင်မရှိဘူးမရှိတဲ့ခါကျတော့ကိုဟောကိုပဲသူနောက်ဆုံးတော့မလုံနိုင်ဘာမှအလုပ်မရှိတဲ့ခါကျတော့အဲ့ဒီလက်သမားကရှိတဲ့အမွေပစ္စည်းလေးတွေပေါ့လေအဲ့လိုပစ္စည်းလေးတွေကြောက်ရှိမယ်ဟာဟိုသူတို့ဘာလို့ရဲရင်တို့ဆောက်တို့အဆရှိပြီးဒုပစ္စည်းတွေရှိတာပေါ့အဲ့ဒီပစ္စည်းတွေကငါလုံပြီးတော့အပြင်မှာထွက်လို့ပဲဆိုပြီးတော့ဘာလုံးလဲဆိုတော့နောက်ဆုံးတော့ဓာသွေးတာပေါ့ဓာသွေးတာပေါ့ အဲ့ဒါလိုက်ပြီးနေအဲ့ဒါလေဟိုတွေ့ဆူရင်ပဲအရှင်ပြေးလာတယ်ခမင်းစလို့ရတဲ့အရှင်ရှိလာတာပေါ့လေဟိုကိုကလည်းဓာတ်ချောက်မှ900ရရတာဟုတ်တွေးတဲ့လူကလည်းတွေးပြောတယ်အဖအနေနဲ့တော့900 10ရောက်ဆို900အချောင်း20ဆိုရင်တသောပေါ့ဒီနေ့ကို14 9ချောင်းအချောင်း20တွေးရတယ်တွေးရတဲ့ခါကျတော့တသောကျော်တသောတော့ရတာပေါ့ အဲ့အဲ့ဒါနဲ့ပဲဒီလူကလေးကဟိုအရှင်ပြင်းနေတာပေါ့ဒါတွေးတာဟောပါဘယ်နည်းနည်းလောက်ရှိပါလဲဒါတွေးဒါတွေးတာကတော့၄နှစ်ရှိပြီ၄နှစ်ရှိပါပြီအရှင်ပြင်းတော့အတူတော့ပဲသွားကြမယ်ဘာလို့လဲဆိုတော့ရသမားလုံးတော့ကတော့ကိုယ်သာသာမောင်းမှန်ဟုတ်ဟောလားနည်းနည်းချင်းပို့ပြီးပို့မှာပေါ့ तू ကကိုဟာကြတော့ဟာကွာတိတ်အသက်ကြီးလာတဲ့ခါကျတော့ဟိုဟိုအရွယ်လောက်အလုံးမလုံးနိုင်တော့ မလုံနိုင်တော့ကိုဒီလမ်းကျိုးလမ်းကြားတော့လှဲလေးနဲ့တွန်းပြီးတော့အလုတ်ချောက်ရှာချောက်တွန်းရတာပေါ့လေချောက်လောက်ရတာပေါ့အဲ့ဒါခါကျတော့နည်းနည်းတော့ဟိုဝင်ဝင်နေသွားတာပေါ့နေပြီလေလို့လည်းပဲဒီလိုပဲဟိုတပီးရလဲနှစ်ယောက်ဆိုတော့သူကတနည်း9000လောက်ရတယ်အဲသူသူ9000နဲ့အဖဘာဝင်ရှာတာလဲဆိုတော့တစ်တောင်းခွင့်နှစ်တောင်းလောက်လို့ရှိတာပေါ့အဲ့ဒါနဲ့အဆင်ပြေတော့ တမီးရောဘာလဲကြာလဲတမီးရောဟိုကမိမှုတိုက်တာအထည်လေးတွေဟိုအဲ့ဟိုလည်းပေါ့အေးအိမ်ဆုံးအထည်တွေမိမှုတိုက်တာဒီသားစုကတော့ဟိုပြမတော့ဘူဝဝါပေါ့လေအာ၅ယောက်ကြာတာတည်းဈေးကုန်ပြီမစည်းတာ၅ယောက်ရှိတယ်၅ယောက်ရှိတော့၄ယောက်ကတော့ကိုယ်ခွဲတွေပေါ့ ဘာသာမှမရှိတော့ဘူးအဲဒီသမီးရတော့ရှိတဲ့သမီးရတော့သူကသူ့ယောက်ျားလည်းသေသွားတယ်မဟုတ်ဆုံးမပေါ့အဲသူ့မေရလည်းမရှိတော့ဖေနဲ့ပဲလာနေတာအဲ့တော့အဲအဲနှစ်ယောက်ပဲဟိုကျန်တဲ့ဟိုလေးယောက်ကတော့သူတို့အိမ်ဆောင်လဲသူတို့မိသားစုနဲ့ဆိုတော့ဒီလိုပဲလူချမ်းသာတဲ့လူရန်စားမဟုတ်တော့သူတို့လည်းပဲဟိုအဘောက် တိတ်မကြည့်နိုင်ဘောသူပြောရတော့အဲ့တော့အဘကဘာကိုလီကိုဟာနဲ့ကိုခုံကိုဟာနဲ့ယုံကန်ရှာရတာပေါ့အဲ့ဒါပါပဲတခြားတခြားလာကြည့်ရရှိလားပါတခါတည်းတော့လည်းလာတယ်တခါတည်းတော့လာတယ်ဟိုတန်းတယောက်ကတော့သူကကုမ္ပဏီမှာလုပ်တယ်သူကတော့တလောက်ကိုတစ်သိန်းတစ်သိန်းပေးတယ် ဘယ်လိုပဲရုပ်ကံနေရတာပဲအရှင်ကနေလာလာတော့မပြေဘူးပေါ့သမီးရဲ့ဒါပေမဲ့ကိုရတာလေးနဲ့ပဲမျက်တာစားတော့လေအဆင်ပြေသွားတာပေါ့ပြီးတော့ဒီနေရာတွေမှာကိုကိုကိုအရာကိုဒီစားလည်းမဟုတ်ဘူးလေမဟုတ်တဲ့ခါကျတော့ပြည့်တဲ့လူအမျိုးမရှိဘူးဒီပတ်ဝန်းကျင်မှာမရှိတဲ့ခါကျတော့ကိုကမရှိလို့သွားဆွဲလို့ဆွဲရနေရာမရှိဘူးမရှိတဲ့ခါကျတော့ကိုရတာလေးကိုကိုကဟိုချို့ချံပြီးတော့ပေါ့နည်းနည်းပိုတဲ့ငွေလေးကိုသက်သက်ဖယ်ထားတဲ့အိမ်မှာဟို တတိစားစိတ်ကပူတော့ဖယ်ထားတယ်အဲ့လိုဖယ်ဖယ်ထားတော့တလောက်ကိုသူကဟိုตาရေးตาရေးရရေးရွာရေးပေါ့အဲ့လိုကိစ္စတွေပါလူနိုင်တာပေါ့လေကိုကြီးနိုင်တာပေါ့အဲ့လိုပဲရှိပါတယ်ဟိုရရလေးတဲ့ဘာချူးချင်ပြီးတော့ဟုတ်တယ်တတိယသဒ္ဒနာလုပ်ကိုလည်းအလူရေးတိုင်းမှာလည်းဘာလို့လုပ်ခဲ့ရအောင်နော်ဟုတ်တယ်ဟုတ်တယ်ဟောလက်ရှိစားလက်ရှိအချိန်မှာဘာအခက်အခဲကြီးပါရှိလဲဘာလဲဆိုပြပေးပါအခက်အခဲကတော့ ဟိုအလုံးလုံးနိုင်တော့ဟိုပတ်ဆိုင်ရနေတော့မခင်းမရှိမရှိဘူးလို့ပြောလို့ရတော့ရတာပေါ့လေတို့တော့နာရီနေဆိုင်တက်ခါပါကျမ်းမာရေးအပြောမရဘူးဟုတ်တယ်မလားအဲအဲ့လိုအခါကျတော့ဟာလိုတာပေါ့ဝေးကိုယ်ကလည်းနိနိကဆွဲစရာလွဲစရာမရှိတော့အဲ့ဒါလေးကတော့နည်းနည်းကြီးကြီးလိုတာပေါ့လိုဆိုလို့ရှိရင်ကိုယ်ကစားစိတ်တို့ဘာလို့ဆိုတာဟို တလဟိုနှစ်သိန်းဝဲသုံးသိန်းလောက်ဘေးရဝင်ဝင်ရှိရင်အဆင်ပြေတယ်အဆင်ပြေကိုကိုရှာတာတဲ့ဟုတ်လားဘေးရဟိုကိုကြီးပတ်ဖို့ပြီးသွားတာတဲ့ဆိုရင်ဒါတော့အဆင်ပြေပါတယ်နောက်တစ်ခုကလည်းဒီမှာဈေးထဲမှာဆိုတော့အဖောက်လူရတဲ့တော်တော်လူသိများတယ်များတယ်အဲ့တော့ဟိုတချို့ကခိုင်းတော့အဖိုးကြီးကဓာဆွေးတဲ့ခါကျတော့ဟိုသူတို့မခိုင်းခြင်းဘူး အသက်ကြီးတဲ့လူဒါတို့ဘုရားဘာသာလူလူတွေရဲ့ဟိုဟိုတန်းပေါ့လေပါလားအာနာရဲဂယုဏတက်တဲ့ကိစ္စတွေပေါ့အာနာရဲကိစ္စတွေဆိုတော့မခိုင်းရဘူးပေါ့သဘောကမခိုင်းရဘူးဒါကိုကပြောရတယ်မင်းတို့ငါ့ကိုမခိုင်းမဲမနေနဲ့မင်းတို့ငါ့ကိုခိုင်းတာငါငါထမင်းစားဖို့ရတယ်ငါမင်းတို့ကြီးကျေးဇူးတင်တယ်ငါလည်းကျေးဇူးပြန်ပြုတဲ့အနေနဲ့မင်းတို့ပေးတဲ့ ဟိုဓာတ်ဆွေးရဲမင်းတို့ဓာတ်ကိုပြအောင်ငါဆွေးပေးရမယ်ငါပါအဲ့တောက်ဝင်ရှိတယ်အဲ့ဒါလေးတော့မင်းတို့ကမညပါနဲ့ကွာပေးကြပါအဲ့လိုပြောရတာတချို့ကညားရတာပေါ့တချို့လက်ညားတာအဲ့လိုပြောတော့လေတဲ့သဘောပေါက်သွားတာပေါ့တချို့ကျတော့ကြီးပြီးမခိုင်းရဘူးပြောဗျာပတ်စံ9000ယူကျွန်တော်မသွေးတော့နဲ့ကျွန်တော်ဓာတ်ရအဲ့ဒီလိုပေါ့မလို့မရဘူးဖဲအောင်ပေးဓာတ်ထုတ်အဲရအောင်တော့ငါသွေးပြမယ်အဲ့လိုပြောရတာပေါ့ ဆိုအာတာနေပြီလေလူခင်တွေကလည်းဒီတင်နေပါအခုဒီအဆောက်အဦတွေစောက်တဲ့အစာတွေကအခုချိန်ကြီးဆိုတော့ဒီအဆောက်အဦတွေကဟိုဟိုဆွေးနေဆွေးစားပြုတ်နေပြီလေသူနှစ်30ကျော်သုံးတောင်ဖြစ်နေတာဟုတ်ဆိုတော့အဲ့ဒီကလာတွေကဒီလူတွေပေါင်းသိမ်းလာတော့လူခင်တာပေါ့လူခင်နေဖြစ်နေတာအဲ့လှုပ်လိုက်တဲ့ဟိတ်ဆိုလည်းအာဒီဘုန်းကြီးဘာတွေလှုပ်လာပြန်မလဲဟဲ့ငါငါလှုပ်တဲ့လှုပ်လှုပ်တာ မင်းတို့ငါ့ကိုဘာမှမပြောနဲ့မင်းတို့လည်းငါ့ကိုဘယ်သူမှဘယ်လိုပေးနိုင်တာမဟုတ်ဘူးဒီလိုပေါ့လေတရားတော်ပြောဆိုလို့သာသမီနဲ့လာခေါ်တယ်သူတို့နဲ့လိုက်နေပါတဲ့ငါမနေရင်ဘုကွာလို့ဒီမှာငါနေရတာလို့မင်းတို့ကသာခုဖေးရှိကိုလာလို့ဒါဒိုးဖေးပဲဆိုပြီးတော့လာတွေ့တာလို့ဟိုဘောလေးငါးလလောက်နေမှာ ်3-4လနေမှတမင်းတို့ကတစ်ခါလာတွေ့တာဒီကလူတွေကနေတိုင်းတွေ့နေတာအဲ့ဒါတွေကငါရွှေရင်မျိုးရင်းလို့ဖြစ်နေတယ်တာရင်စမီးရင်းလို့ဘာမဆိုငါဖြစ်လာလို့ရှိရင်ဒါနီးစားမှာအမျိုးပဲလေအမျိုးဖြစ်အောင်ပေါ်ရတာပေါ့အဲအဲ့အဲ့အဲ့တန်ရောစီနေနဲ့မလိုက်ဘူးကားပေါ်ကလွတ်တင်နေဟိုတားတယောက်ကဘာမပြောညာညာဒီကဒီမြားတွေပြောနေလို့ရှိရယ်သူကတော့ရွှေရွှေဆွဲတယ်လားခေတ်ဘာလို့အဖေလိုက်ခဲ့တယ်ဆိုတော့ မလိုက်ဘူးกว่าလို့ပြန်ပြန်ချတော့အဲ့လိုဟိုကိုစိတ်တတ်တော့ကိုအောက်ကိုတယ်ကိုကိုတော့ဘာလို့ဆိုတော့သူတို့လဲကိုရောက်အပူတာဝန်ကြီးတွေမရိုးစေချင်ဘူးအဲ့တဘောပါပဲအဲ့သူတို့ချောင်းပြေလေလို့သူတို့ပေးနိုင်လဲလာပေးပေါ့ဒါပဲရှိတာပေါ့ဘုရားလက်ရှိကျမ်းမကြီးရှင်များရောဘယ်လိုရှိကျမ်းမကြီးကတော့ကောင်းနေတာပဲမကောင်းရင်လည်းဆေးရတော့ ဒီဒီမှာဆေးအများနဲ့ဆောင်ထားတဲ့ဆေးဘူးတွေအဲ့ဆေးဒီကိုပဲတော့ဝယ်ထားတာဟိုလဲပေါ့ပါဝယ်ထားတယ်အပြတ်မခံဘူးဆေးရတော့ဘာလို့ဆိုတော့တခါဆေးပြတ်သွားတဲ့ခါကျတော့ဟာလူရတဲ့ဖိတ်သူတိုးလာတာလေခေါင်းကြီးပူထူပြီးတော့ဆေးမရှိဘူးအဲ့ညာတွင်ကြီးသွားဝယ်ရတယ်ဆိုတော့အဲ့အပူကဝယ်အပူရှက်ဆိုဝယ်ထားရတာပေါ့ အဲ့လိုအခက်အခဲတော့ရှိတာပေါ့အဲ့ဒါအဲ့ဒါတွေကိုဖြည့်ရှင်းရတာကိုကြိုပြီးတော့အခုချိန်မှာတော့ဘာလဲအလူချင်းတွေရှိခဲ့မှာဆိုတော့ဘာအလူချင်းတော့ရပါဖြစ်မယ်ပေါ့နော်အဲ့ဒါလေးပေါ့နော်အလိုရှင်ရှိလို့အလိုရှင်ရောအရာရောအိုက်စားဝဲနေရေးလေးကိုအထောက်အကူပြုတဲ့အနေနဲ့ပဲလိုချင်ပါတယ်အထောက်အကူပြုတဲ့ဆိုတာကလည်းစားဝဲနေရေးဆိုတာကလည်းဟိုမထောက်အကူလို့ရောအဖမစားဝဲနေနေတာမှမဟုတ်တာဟုတ်သို့ဆိုအဲ့လို ချတော့ခုပင်ပင်ပန်းပန်းဒီလောက်ကြီးပေါ့ခုဆိုနေလဲပူလာပြီနေဝီထဲမှာယုံကားရတာနည်းနည်းတက်လာတာပေါ့အဲ့ဒါဟိုဟိုနောက်နောက်တစ်ခုကလည်းဒီစားရုံနဲ့မဟုတ်ဘူးအခုနနေထိုင်မကောင်းလို့ဆေးဝါးပါညာဆိုတော့လည်းပဲအဲ့ဒါအခုဆေးကားဟိုတမီ15ရက်တခါသွားရတယ်2000ဝယ်2000ကုန်တယ်တခါအဲ့လိုကုန်ရစိတ်ဒီဂျားချက်ဂျားဒီရောရှိတတ်တယ်ရှိတတ်တဲ့ခါကျတော့ ခုလိုတနေ့ချင်းဘေးပန်းလေးရရထားလို့ရှိရင်တော့အဆင်ပြေတာပေါ့မရတော့လေဟိုရှိတာလေးပေါက်နာရှိတယ်ပြည်ရအဖိုးတိုင်းဟောပါဟိုပစိုးအင်းကြီးတွေပါလေအဲ့အဲ့ဒါတွေကပေါက်နာပြီးတော့သွားတာပေါ့အဲ့ဒါပါပဲဘာဓာတ်တွေကတခြားဘလားလဲလာပါလာတော့ကျောင်းကသူကမိဖို့ကြောင်းဒါပေါ့မိဖို့ကြောင်းတုံးတဲ့ဓာလေးတွေကကျက်စော့လှီးအရွက်အစည်းလှီးတဲ့ဓာလေးပေါ့အာလူလှီးပါလေ အဲ့ဒါ900ရရတယ်နောက်ဒီခုတ်တဲ့ဓာတ်တွေခုတ်တဲ့ဓာတ်ဆိုထင်းခုတ်မယ်ဟိုအသားသားခုတ်တဲ့ဓာတ်နည်းနည်းကြီးခဲ့ဓာတ်တွေကြတော့1000ဆိုတော့ဟိုဓာတ်မျိုးလေးတွေရာလဲတနည်းကို15ရောင်းအချောင်း20လောက်သွေးရတယ်900နဲ့အချောင်း20လောက်သွေးရတော့လဲငွေ1000လောက်ရတာပေါ့အဲဟိုဓမာကြီးတွေဓာကြီးတွေက6ချောင်းလောက်ဖက်လာတော့အဲအဲ့လိုပေါ့2000လောက်ရတာပေါ့ ဒီဟာပဲလောက်တော့ပဲဒီပြင်လည်းဘာမှထမ်းနာပိုးတာလည်းမလုပ်နိုင်တော့ဘူးကိုလည်းဟိုကာယလောအားနဲ့ဘဝရက်တည်းရက်တည်ခဲ့ရတာဟုတ်ကိုအရှိကညာနာအပညာမရှိတော့ပညာရှိတဲ့လူတွေတော့ပဲဟိုဒီရွယ်ဆိုမလုပ်နိုင်တော့ဘူးလေအဲ့တော့အဲ့လိုအခက်အခဲကြီးရှိကြတော့တော့ကိုကိုဟိုကျမ်းမအောင် စီဝါပါရဆိုတာအဖို့ဆောင်လာရတယ်။နောက်မတည့်တဲ့အစားအစာတွေကိုရှောင်ရတယ်။ကိုကဒီဟာကစားမစားရင်တခါတည်းဖြုံပြီးဟင်းတို့ဘာလို့ချက်စားရတာပေါ့။ဒါမဲ့အသက်ကြီးရတော့မစားရတော့ဘူး။နှစ်ဆိုရင်လုံးဝမမြော်မှန်းရတော့ဒီကောင်ကပူဆိုးတယ်။ဖြုံစည်းကနည်းနည်းတော်သေးတယ်။အဲ့လိုရှောင်ထားရတော့အရေးကြီးတာတော့။ဘာလဲဒါလိမ့်စာလေးလေနော်။ ဖုန်းနံပါတ်လေးလေးရှိပြောပြပေးပါဖုန်းနံပါတ်က399 653 951အဘာတမီဖုန်းပါတမီဖုန်းနံပါတ်လိမ့်စာဟုတ်ပါရက်ွက်က97ကျွန်တော်97ဟိုတွန်တင်းမြစ်လားဒီကုန်စိတ်ကမြွတ်နေအဲဒီကုန်စိတ်ကမြွတ်နေ